အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့အိမ်မှာငပြိုးသီးမဲ့လေးရှိနေရတဲ့ပဲကျက်ဥငပြိုးကိတ်လေးအလွယ်လေးလှုပ်ရှားပြပါရရှင်ဒီလုံနီလေးရဆိုရင်လှုပ်ရတယ်လွယ်ကူပြီးစားလို့လည်းကောင်းတော့မို့လုံနီလေးကိုသိရအောင်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ပထမဆုံးပကံတစ်ခုထဲမှာကျက်ဥနှလုံးကို ဖောက်ထည့်ပြီးတော့ကြည်သွားတဲ့အောင်လို့ခလောက်ထားပေးလိုက်ပါမယ်ရှင်ကျဲဥကအလုံးကြီးရဆိုရင်တော့တလုံးလောက်ပဲထည့်လဲရပါတယ်เนาะကျမကတော့အလုံးနည်းနည်းသေးတယ်နဲ့နှလုံးလောက်ထည့်လဲပါတယ် ပြီးရင်တော့သူ့ထဲကိုတကြားကို ထမင်းစားစွန်6စွန်းစာထည့်ပြီးတော့တကြားတွေပျော်ဝင်သွားတဲ့အထီအောင်ကိုထည့်ပြီးတော့မှုပေးလိုက်ပါမယ်ရှင်။မှုပေးလိုက်တာတကြားတွေလည်းအားလုံးပျော်သွားပြီဆိုရင်တော့နွားနို150မီလီ စားလက်ဖက်စားစုံတဝက်စာနဲ့ဗနီကာရီကိုလက်ဖက်စားစုံနဲ့တဝက်စာလောက်ကိုထည့်ထည့်ပြီးတော့အားလုံးကိုတမတော့အောင်လို့နောက်တစ်ခေါက်ထည့်ပြီးတော့မူပြီးလိုက်ပါမယ်ရှင်။ဗနီကာရီကတော့မရှိဘူးဆိုရင်လည်းမထည့်လဲရပါတယ်နော်။ကျွန်မကတော့အိမ်မှာရှိနေရတဲ့အနံ့လေးမှုအောင်လို့ထည့်လိုက်တာပဲဖြစ်ပါတယ်။ပြီးရင်တော့အထွေထွေသုံးချုံကိုပေါင်းအောင်ဆန်ချင်ကွက်တစ်ခွက်စာရဲ့ဘေကင်းပေါက်ဒါထမင်းစားစုံတစ်ဝက်စာလောက်ကိုထည့်ပြီးတော့ အမုတ်စစ်စကားလေးနဲ့အခုလိုမျိုးမုံနှိရေးတဲ့ကိုစစ်ချထားပေးလိုက်ပါမယ်ရှင်။အခုလိုစကားလေးနဲ့စစ်ချထားပေးတဲ့အခါကျတော့အမုံခဲလေးတွေလည်းမပါတော့သလိုမုံသားကလည်းပုံနှူးညံ့ပြီးတော့ဆန်းလို့လည်းပူပြီးတော့ကောင်းပါတယ်နော်။ကဲပြီးပြီဆိုတာနဲ့ဒီချုံမုံနဲ့ပါဝင်ပစ္စည်းအလုံးကိုအနေငယ်တမသွားအောင်လို့ခဏလာမှုပြီးပြီးတော့ နောက်ဆုံးကြရင်တော့အနက်မပါတဲ့ဟင်းချက်စီကို ထမင်းစားစုံနဲ့သုံးစုံစားထည့်ပြီးတော့မုန်းနေရည်လေးချောမွေလာတဲ့အထီအောင်ကိုမူထားပေးလိုက်ပါမယ်ရှင်။ဒါတော့မုန်းနေရည်လေးကအမုံအခဲလေးတွေမပါတော့ဘဲနဲ့လုံးဝချောချောညံ့ညံ့လေးဖြစ်လာတဲ့အထီအောင်ကိုတူတူချာချာလေးမွေပေးပါမယ်နော်။ဒီမုတ်လေးရဆိုရင်လောက်ရတာလေးလွဲပူပြီးတော့ကလေးရောလူကြီးရောစိုက်နှက်တဲ့တေးစားတမျိုးလေးဖြစ်ပါတယ်ရှင်။ ။ကဲကျမတို့မှွေလာလိုက်တာမုံနှရေလေးကအခုလိုမျိုးအနေထားလေးရောက်ပြီဆိုရင်တော့ရပါပြီ။ပါပြီ။ပြန်တော့ကျမတို့မုတ်လုံးမဲ့ဦးရဲကိုထောပတ်အနေငယ်ထဲပြီးတော့ဒီထောပတ်ခဲလေးအရေးပြောသွားအောင်လို့အပူလေးပေးပြီးတော့အိုးရဲ့အောက်ခြေနဲ့ဘေးပပက်လေးကိုဒီထောပတ်စီလေးအနှက်လှက်ပြီးတော့တုပ်ထားပေးလိုက်ပါရရှင်မုတ်လုံးတဲ့ခါမှာအောက်ကအိုးမကတ်သွားရအောင်လို့ပေါ့နော်ထောပတ်နံလေးပို့ပြီးတော့မှုမှုလေးနဲ့စားလို့လည်းပို့ပြီးတော့ခအောင်ပါ ပြီးရင်တော့မိဘဘောကနေခဏချပြီးတော့ဒီထောပတ်ရဲ့အပေါ်ကနေပြီးတော့တကြားကိုလည်းနေရာအနှံ့နေလိုက်ပြီးတော့ဖြူထားပေးလိုက်ပါတယ်ရှင်မုတ်လုပ်ဖို့အတွက်ကိုတော့ဖြူချံငပြောသည့်နှလုံးသုံးထားပါတယ်ရှင်မိမိနှစ်သက်ရာတခြားငပြောသည်သုံးမဲ့ဆိုလဲရပါတယ်။ငပြောသည်ကိုဒီထိပ်ပိုင်းလေးတွေကိုဖြတ်ထုတ်ပြီးတော့အလဲကနေပြီးတော့ထက်ချမ်းလေးချမ်းပြီးလိုက်ပါတယ်။ ပြီးရင်တော့အခွန်နှောပြီးတော့ခုနက အစင်တင်းပြင်ထားတဲ့မုတ်လုံးမဲ့ဦးလေးကိုစီပြီးရောထည့်ထားပေးလိုက်ပါမယ်ဒီဒီအားလုံးအိုးတွေကိုထည့်ပြီးပါပြီဆိုရင်တော့ခုနကကျမတို့အစင်တင်လောက်ထားတဲ့မုံနှစ်ရီကိုငပြောသီးရဲ့အပေါ်ကနေပြီးရော အကုံလုံးကိုလောင်းထည့်ပေးလိုက်ပါမယ်နော်မုံနှစ်ရီအားလုံးလောင်းထည့်ပြီးပါပြီဆိုရင်တော့လေမခူရအောင်အိုးကိုတစ်ချက်နှစ်ချက်လောက်စောင့်ပေးမယ် ပြီးရင်မီးဘိုဘိုကိုတင်ပြီးတော့အဖုံးလေးအုပ်ပြီးမီးအားကိုတော့အနည်းဆုံးမှထားပြီးတော့မိနစ်20လောက်တည်ထားပေးလိုက်ပါမယ်ရှင်။ဒါကတော့မိနစ်20လောက်တည်ထားပေးပြီးရဲ့အနေထားလေးပါရှင်။ပေါ်ရင်မုတ်သားလေးကလည်းပြော့မနေတော့ပဲနဲ့အောက်ဘက်ကမုတ်ကလည်းချက်နေပါပြီ။ဒါဆိုရင်တော့ပကံတစ်ခုတည်းကိုပြောင်းပြီးတော့ထည့်ထားလိုက်ပါမယ်။ပြီးရင်တော့ဒီအိုးအောက်မှာကပ်နေတဲ့အမဲအနှစ်လေးတွေကိုဖယ်ထုတ်ပြစ်လိုက်ပါမယ်နော်။ နောက်တစ်ဖက်ကိုပြန်ပြီးတော့တဲတဲ့ခါမှာအိုးအရင်မကတ်သွားရအောင်လို့ပါအလုံးပြောင်းဆက်အောင်ဖဲထုတ်ပြီးသွားပြီဆိုရင်တော့အိုးလေးကို စီလီအနေငယ်ထပ်ပြီးရောထည့်ပေးပြီးရောဖြန့်ပေးလိုက်ပါမယ်။ပြီးရနဲ့ခုနကပကံထဲမှာထည့်ထားတဲ့မုတ်ကိုအိုးလေးကိုထည့်ပြီးရောကြံနေသေးတဲ့တစ်ဖက်ကိုလည်းနောက်ထပ်5မိနစ်လောက်အဖုံးလေးအုပ်ပြီးတော့မီးအေးလေးနဲ့ပဲတည်ထားပေးလိုက်ပါမယ်ရှင်။ နောက်ထပ်5မိနစ်လောက်တည်ပြီးပြီးသွားပြီဆိုရင်တော့နှစ်ဖက်စလုံးကြက်ပါပြီเนาะဒါဆိုရင်တော့ဗကန်တစ်ခုထဲမှာပြောင်းထည့်ပြီးတော့ခဏလောက်အေးအေးခံထားပေးလိုက်ပါမယ်ပြီးသွားပြီဆိုတာနဲ့မိမိကြက်နှစ်တက်တဲ့ပုံစံလှီဖြက်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်လွတ်ရတာလဲလွယ်ဘူးပြီးစားလို့ကောင်းတဲ့တရေစာလေးဖြစ်လို့လှူစားကြည့်ပါเนาะအရသာချူချူလေးနဲ့ထောပန်းနှံကလည်းမှုမှုလေးဆိုတော့စားရတာပို့ပြီးတော့ကောင်းပါတယ်ရှင် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကျမရဲ့ cooking by လဲ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ပေးပြီးတော့ဘေးက notification လောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့နဲ့အောင်နော်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။